မင်္ဂလာပါအလဲပင်ရုပ်တံရဲ့ဇွန်လ3ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လွှင့်တင်ဆက်ပေးတော့မှာဖြစ်ပါတယ်အခုတင်ဆက်ပေးမယ့်သတင်းတွေကတော့ COVID-19 အတီးပြူလူနာတပတ်အတွင်း16ဦးတွေ့ရှိခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအတီးပြူလူနာအများဆုံးဖြစ်ဆိုတဲ့တဲ့ပုံမှန်905ကာကြီးဖြင့်မှုဝေခံထားရသောအဆိုတော်ချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းများမြန်မာနိုင်ငံသို့တရားမဝင်တင်သွင်းရောင်းချမှုနဲ့ထောက်ပို့လုပ်ဆောင်မှုဖြင့်အမျိုးသားတအူးနဲ့အမျိုးသမီးတအူးကိုဖမ်းဆီးဆိုတဲ့တဲ့ ခိုင်းနှင့်နေဆက်ဒေသအငင်းပွားမှုကိုနိုင်ငံတကာတရားရုံး NGC တို့တိုင်ကြားမိဟုကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြားဆွဲတဲ့အိန္ဒိယတွင်တရက်အတွင်း COVID-19 ကူးစက်ခံရသူတဲ့203ဦးနဲ့သေဆုံးသူ၄ဦးရှိလာဆိုတဲ့တဲ့ချန်ပီယံလိအကောင်းဆုံးဂိုးသွင်းစုကိုရမရရှိခဲ့ပြီးဒက်ကလန်ရိုက်ရဲ့ဂိုးတတိယရရှိဆိုတဲ့အဆရှိသတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ MEI လေကြောင်းလိုင်းနဲ့ပြန်တမ်းရဲ့နောက်ဆုံးမော Ford Ranger Wild Track 2.0ကားအသစ်ကြီးကိုကန်ဆယ်ဖို့နေရင် CP တိုင်း Boating Fest ကိုတင်ထားဖို့မမေ့နဲ့နော်။ကန်ထူးရှင်ရော August 15ရက်နေ့မှာရွေးချယ်ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။ Ford ကားအသစ်ကြီးကန်ထူးကို MEI နဲ့ပြန်တမ်းစို့။ဦးဆုံးတဲ့ရင်တဲ့ပုံနေနဲ့ COVID-19 အတီးပြူလူနာတပတ်အတွင်း18ဦးတွေ့ရှိခဲ့ပြီးရန်ကုန်တိုင်းဒေသကြီးမှာအတီးပြူလူနာအများဆုံးဖြစ်ဆွဲတဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ COVID-19 အတီးပြူလူနာတပတ်အတွင်း18ဦးတွေ့ရှိခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်းမှာအတီးပြူလူနာအများဆုံးရှိတယ်လို့ကျန်းမာရေးဝန်ကြီးဌာနကသိရပါတယ်အဆိုပါအတီးပြူလူနာ18ခုကိုမေ25ရက်ကနေစွန်တရက်အတွင်းတွေ့ရှိခဲ့တာဖြစ်ပါတယ်။အတီးပြူလူနာတွေကိုလှိုင်း၊ကမာရော့၊မယန်းကုန်း၊အလုံး၊ရွှေပြည်သာဘူတထောင်၊စိတ်ကြီးခနောက်တို့၊ဘဇွန်နောင်၊ဘဘဲတန်း၊သင်ငန်းကျွန်း၊လှိုင်းသာယာ၊မြောက်တကုံမြို့နယ်တွေမှာတွေ့ရှိခဲ့တာဖြစ်ပါတယ်။ လိုင်မြို့နယ်မှာ3ဦး၊ကမာရော့မယန်းကုန်း၊အလုံမြို့နယ်တွေမှာ2ဦးစီနဲ့ကြံမြို့နယ်တွေမှာ2ဦးစီတွေ့ရှိခဲ့တာဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။ကိုဗစ်ရောဂါပိုးတန်တရားရှိသူ1988ဝက်နဲ့18ဦးမှာပိုးတွေ့ရှိခဲ့တာဖြစ်တဲ့အတွက်ရောဂါပိုးတွေ့ရှိမှု3.96ရာခိုင်နှုန်းဖြစ်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့မေလကုန်ရဲတရက်ဘက်ကလည်းကိုဗစ်တည်ပြုလူနာ6ဦးတွေ့ရှိခဲ့ပြီးပိုးတွေ့ရှိသူတွေဟာရန်ကုန်တိုင်းဒေသကြီးကဖြစ်တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ပုံမှန်99ကာကြီးဖြင့်မှုဝင်ခံရတဲ့အဆိုတော်ချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းများအားမြန်မာနိုင်ငံသို့တရားမဝင်တင်သွင်းရောင်းချမှုနဲ့ထောက်ပို့လုပ်ဆောင်မှုဖြင့်အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးဆိုတဲ့ဟိုတင်ဆက်ပေးပါမယ်။ပုံမှန်99ကာကြီးနဲ့မှုဝင်ခံရတဲ့အဆိုတော်ချမ်းချမ်းရောင်းချတဲ့ကုန်ပစ္စည်းတွေကိုမြန်မာနိုင်ငံအတွင်းတရားမဝင်တင်သွင်းရောင်းချမှုနဲ့ထောက်ပို့လုပ်ဆောင်မှုနဲ့အမျိုးသားတအုပ်နဲ့အမျိုးသမီးတအုပ်ကိုဖမ်းဆီးခဲ့တယ်လို့သိရပါဗျ။ ဒီလိုဖန်ဆင်းခံရသူတွေဟာ2025ခုနှစ်ဧပြီ23ရက်မှာမန္တလေးတိုင်းဒေသကြီးချင်းဤတာဆန်မြို့နယ်အောင်နှင်းရိပ်သာအရှိရက်ကွက်81လမ်းနဲ့82လမ်းကြား33လမ်းနဲ့ Treasure Nin Online Shop လုပ်ငန်းလုပ်ကိုင်သူမတ်ဖြူဖြူနှင်းကို၎င်းမေ၈ရက်မှာရန်ကုန်တိုင်းဒေသကြီးတကုံမြို့သစ်တောင်ပိုင်းမြို့နယ်54ရက်ကွက် Cherry တန်လမ်းနဲ့ရွှေတပြည်လမ်းတော့ အမတ်သုံးမြင်းဆောင်ကာကြီးနေကိုဖုံးမြင့်အောင်တို့ကို၎င်းအသီးသီးဖမ်းဆီးခဲ့တာဖြစ်တယ်လို့သိရပါဗျ။ဒီလိုဖမ်းဆီးရမိသူနှုတ်ကိုစစ်စစ်ဖော်ထုတ်ချက်တွေအရ၎င်းတို့နှုတ်ဟာနိုင်ငံဝန်ထမ်းတွေ DCS လှုပ်ရှားမှုမှာပါဝင်ဖို့လှုံ့ဆော်တာနိုင်ငံတော်တည်ငြိမ်အေဂျင့်ရေးကိုပြပြစေဖို့နဲ့စူပူအောင်ကြောင်းမှုဖြစ်ပေါ်စေဖို့ဆိုရှယ်မီဒီယာတွေကနေတဆင့် post တင်ရေးသားခဲ့တာတွေကြောင့် ရာဇသက်ကြီးပုံမှ905ကကြီးနဲ့အမှုဖွင့်လက်ခံခဲ့ရပြီးပြည်ပကိုထွက်ပြေးတင်းဆောင်လျက်ရှိတဲ့အစိုးရချမ်းချမ်းရဲ့ခိုင်းစေချက်အရ၎င်းပြည်ပကနေတရားမဝင်တင်ပို့လိုက်တဲ့နိုင်ငံသားဖြစ်ပစ္စည်းတွေကိုအခကြေးငွေနဲ့ထက်ဆင့်ဖြန့်ဝေရောင်းချတာငွေကြေးကောက်ခံပေးတာနဲ့အစိုးရချမ်းချမ်းပေးပို့စီလိုတဲ့အဖွဲ့အစည်းတွေကိုငွေကြေးထောက်ပံ့ပေးတာတွေဆောင်ရွက်ရသူတွေဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ် အဆိုတော့ချန်ချန်ဟာ shopping အမည်နဲ့ Facebook page ကို2025ခုနှစ် February မှာစတင်ဖွင့်လှစ်ခဲ့ပြီး online စနစ်နဲ့ရောင်းချခြင်းလုပ်ငန်းလိုင်စင်မရှိပေနိုင်ငံသားဖြစ်လက်ကင်အိတ်၊နာယီ၊ကပတ်နဲ့အင်ကြီးစားတဲ့အသုံးဆောင်ပစ္စည်းတွေကို online ကနေတဆင့်ရောင်းချပြီးပြည်ရင်းကိုတရားမဝင်တင်သွင်းကဖြန့်ဖြူးရောင်းချနေသူဖြစ်ပြီးရရှိလာတဲ့ငွေကြေးတွေအနက်တချို့ကိုကိုကျိုးအတွက်သုံးစွဲတာတချို့ကိုအကျန်းဖတ်အဖွဲ့စည်းတွေကိုထောက်ပံ့ပေးတာတွေဆောင်ရွက်လျက်ရှိသူဖြစ်ကြောင်း NASA ကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်နိုင်ငံတော်အစိုးရအနေနဲ့ ်ကုန်စည်နှင့်ဝန်ဆောင်မှုလုပ်ငန်းတွေကိုဥပဒေနဲ့အညီဖြစ်စေရဲ့အတွက်လိုအပ်တဲ့အမိန့်တွေထုတ်ပြန်ပေးလျက်ရှိရာအွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းကိုလည်းအရေးကြီးဝန်ဆောင်မှုလုပ်ငန်းအဖြစ်အမိန့်ထုတ်ပြန်သတ်မှတ်ခဲ့ပြီးဖြစ်ကြောင်း အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းတွေကိုညွှန်ကြားချက်နဲ့အညီရောင်းချခွင့်မှတ်ပုံတင်လက်မှတ်မရှိပဲပြည်ရင်းပြည်ပကနေတရားမဝင်ရောင်းချတာပြည်ပကနေဥပဒေမဲ့တင်သွင်းရောင်းချသူတွေနဲ့ချိတ်ဆက်ပြီးထက်ဆင့်ဖြန့်ဝေရောင်းချတာတွေကြောင့်နိုင်ငံတော်ရဲ့အခွန်ဘဏ္ဍာတွေဆုံးရှုံးစေလျက်ရှိကြောင်းဒါကြောင့်ဖမ်းဆီးရမိထားသူ၂ဦးတို့ကိုဥပဒေနဲ့အညီထိရောက်စွာအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ်အလားတူ NUG PDF အဖွဲ့အစည်းတွေကိုထောက်ပံ့မှုပြုလုပ်နိုင်ဖို့လူမှုကွန်ရက်တွေပေါ်မှာတရားမဝင်ဇင်းရောင်းချနေတဲ့ပန်ဆယ်လိုအကောက်ပိုင်ရှင်အိတ်ဘိုးအိုမန်အိုင်ရန်အကောက်ပိုင်ရှင်အိုင်ရန်ရွှေနေတီအကောက်ပိုင်ရှင်တင်းတင်းတွေဇော်နီလာထေးအကောက်ပိုင်ရှင်ဇော်နီလာထေးအောင်တော်အကောက်ပိုင်ရှင်အောင်တော်ခိုင်ဆုလွင်အကောက်ပိုင်ရှင် DCS ဆီယာမခိုင်ဆုလွင် PNH Fashion အကောက်ပိုင်ရှင်ထက်နေနီတန်တီချာချန်ချန်အကောက်ပိုင်ရှင်ချမ်းမြမြတော်စားတဲ့လူမှုကွန်ရက်အကောက်နေနဲ့ချိတ်ဆက်တာ ရောင်းချတဲ့ပစ္စည်းတွေကိုဝယ်ယူတာတဆင့်ကန်ပြန်လည်ရောင်းချတာနဲ့အဲ့လိုဆောင်ရွက်နိုင်မှုနိလန့်တစ်ခုခုနဲ့ကုညင်ဆောင်ရွက်နေသူတွေကိုလည်းအကြံဖက်ဥပဒေနဲ့အညီထိရောက်စွာအရေးယူဆောင်ရွက်နိုင်ရေးစစ်စစ်ဖော်ထုတ်မှုတွေဆောင်ရွက်နေရလို့နာဆာကသတင်းထုတ်ပြန်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။ MAI လေကြောင်းလိုင်းနဲ့ပြန်တမ်းရဲ့နောက်ဆုံးမော Ford Ranger Wild Track 2.0ကားအသစ်ကြီးကိုကန်ဆယ်ဖို့နေရင် CP တိုင်း Boating Fest ကိုတင်ထားဖို့မမေ့နဲ့နော်။ကန်တူးရှင်တို့ရော August 15ရက်နေ့မှာရွေးချယ်ကြေညာပေးသွားမှာပဲဖြစ်ပါတယ်။ Ford ကားအသစ်ကြီးကန်တူးကို MAI နဲ့ပြန်တမ်းစို့။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ထိုင်းနဲ့နယ်စပ်အငင်းပွားမှုမှုကိုနိုင်ငံတကာတရားရုံး ICJ တို့တိုင်ကြားမိဟုကမ္ဘောဒီးယားဝန်ကြီးချုပ်ပြောကြားဆွဲသတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနဲ့နယ်စပ်ဒေသအငင်းပွားမှုမှုကို နိုင်ငံတကာတရားရုံး ICC ကိုတိုင်ကြားမယ်လို့ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟွန်မာနက်ကဇွန်လ2ရက်ကပြောပါတယ်ထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်မှာကမ္ဘောဒီးယားစစ်သားတို့တေဆုံခဲ့တဲ့အပြန်အလှန်ပြစ်ခတ်မှုအပြီးမှာမာနက်ကအခုလိုပြောကြားခဲ့တာပါ။နယ်စပ်ဒေသအရေးမရေရာမှုနဲ့ပတ်သက်ပြီးနောက်တစ်ကြိမ်လက်နက်ကိုင်ထိတိုက်တွေ့ဆုံမှုကိုတားဆီးဖို့အတွက်ထိုင်းနိုင်ငံကလည်းဒီကိစ္စကိုနိုင်ငံတကာတရားရုံးမှာရှောက်ထားမှုကိုပိုပေါင်းပါဝင်ဖို့ကမ္ဘောဒီးယားနဲ့သဘောတူလိမ့်မယ်လို့မျှော်လင့်ရပါတယ်လို့ဟွန်မာနက်က လွှတ်တော်အမတ်တွေနဲ့အစည်းအဝေးပြုလုပ်ခြင်းတွင်ပြောကြားခဲ့ပါရယ်။2008ခုနှစ်ကထိုင်းနဲ့ကမ္ဘောဒီးယားနိုင်ငံကြားနယ်စပ်ဒေသအငင်းပွားမှုနဲ့ပတ်သက်ပြီးစီးရီးအရာတိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ကာနှစ်အနည်းငယ်ကြာအကြမ်းဖက်မှုတွေဖြစ်ပွားခဲ့တဲ့အတွက်လူ28ဦးထပ်မံသေဆုံးခဲ့ပါတယ်။မေလ28ရက်ကလည်းထိုင်းကမ္ဘောဒီးယားနဲ့လာအိုနိုင်ငံတို့ကြားမှာရှိတဲ့ပိုရဲနယ်စပ်ဒေသဖြစ်တဲ့ ညာတရိကန်လို့လူသိများတဲ့နေရာမှာထိုင်းနဲ့ကမ္ဘောဒီးယားစစ်သားတွေအပြန်အလှန်ပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားစစ်သားတို့သေဆုံးခဲ့ပါတယ်ဒီပြစ်ခတ်မှုဖြစ်ပွားပြီးတဲ့နောက်တရက်အကြာမှာကမ္ဘောဒီးယားနိုင်ငံသားရေးဝန်ကြီးဌာနကဖနံပင်မြို့တော်မှာရှိတဲ့ထိုင်းတန်ယုံကိုစာတစောင်ပေးပို့ခဲ့ပြီးဒီဖြစ်ရပ်ကိုချက်ချင်းစုံစမ်းစစ်ဆေးဖို့တောင်းဆိုခဲ့ပါတယ်ဒီဖြစ်ရပ်ဟာကမ္ဘောဒီးယားရဲ့အချုပ်အခြာအာဏာကိုချိုးဖောက်မှုဖြစ်ပြီးတန်တမန်နီလန့်နဲ့ငြိမ်းချမ်းစွာအပြေရှာသွားမယ်လို့ကမ္ဘောဒီးယားကပြောကြားခဲ့ပါတယ် ဒီအခြေအနေမျိုးမှာထိုင်းနိုင်ငံကဒီကိစ္စကို ICJ ကိုတိုင်ကြားဖို့သဘောမတူပါကကမ်ဘောဒီးယားဟာ ICJ ကိုတိုင်ကြားသွားမယ်လို့ဟွန်မာနက်ကပြောကြားခဲ့ပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အိန္ဒိယတွင်တရက်အတွင်း COVID-19 ကူးစက်ခံရသူအသေး203ဦးနဲ့သေဆုံးသူ4ဦးရှိလာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အိန္ဒိယမှာဇွန်လတရက်ကနေနေ့လိုက် COVID-19 ကူးစက်ခံရသူတဲ့203ဦးရှိလာတာကြောင့်လက်ရှိမှာကူးစက်ခံရသူပေါင်း 3962ဦးရှိလာခဲ့တယ်လို့ကျန်းမာရေးဝန်ကြီးဌာနကဇွန်လ2ရက်ကဖော်ပြခဲ့ပါတယ်။ဒီရောဂါကြောင့်ဇွန်1ရက်မှာသေဆုံးသူ၄ဦးရှိပြီးသေဆုံးသူတွေဟာဒေလီ၊ကေရာလာ၊မဟာရထရာနဲ့တမီနာဒူကဖြစ်ပြီး2025ခုနှစ်ဇန်နဝါရီ1ရက်နောက်ပိုင်းကိုဗစ်ကြောင့်သေဆုံးသူ32ဦးရှိလာခဲ့ပါတယ်။ဗရက်စ်ကိုဆက်ခံရသူတွေအနေနဲ့ကီရာလာမှာ1435ဦးမဟာရထရာမှာ 906ဦး၊ဒေလီမှာ483ဦး၊ကိုဂျာရက်မှာ338ဦးနဲ့အနောက်ဘန်ကောမှာ332ဦးလို့ဖြစ်ပါတယ်။အခုကူးစက်မှုလိုက်ဟာ Omicron မျိုးကွဲ JN1 ကနေထက်ဆင့်မျိုးကွဲနှစ်မျိုးဖြစ်တဲ့ MB1 A1 နဲ့ LF7 တို့ကြောင့်ဖြစ်ပါတယ်။ဒီမျိုးကွဲနှစ်မျိုးလုံးကိုအိန္ဒိယမှာတွေ့ရှိခဲ့တယ်လို့သိရပါတယ်။ New Delhi မြို့တော်မှာရှိတဲ့ Fortis Healthcare ကအဆုတ်ရောဂါဌာနအကြီးအကဲဒေါက်တာ Bigas Mora ရဲ့ပြောပြချက်အရ ၎င်းတို့ဟာရောဂါလက္ခဏာအသင့်အတင့်ခံစားရတဲ့ကိုဗစ်လူနာအများပြားကိုမြင်တွေ့ရပြီးပြန်လည်သက်သာဖို့အများဆုံးသတင်းတစ်ပတ်လောက်တောင်ကြာမြင့်နေလို့ဆိုပါရယ်။အခုတော့ချောင်းဆိုးရာဖျားနာရာနဲ့လေကြောင်းနာရာစတဲ့ရောဂါလက္ခဏာတွေခံစားနေရသူတိုင်းကိုဗစ် -19 ကူးစက်ခံရတာဟုတ်မဟုတ်စစ်ဆေးသင့်ပြီးနှာခေါင်းစည်းတက်ဆင်ပြီးတတိတသန့်ခွဲနေသင့်ပါတယ်လို့၎င်းကအကြံပြုထားပါရယ်။လူနာအများစုဟာကိုဗစ်ကာကွယ်ဆေးကိုစုံစမ်းနေပေမဲ့ကာကွယ်ဆေးမရှိတာကြောင့်ထိုးနှံပေးနိုင်ခြင်းမရှိဘူးလို့၎င်းကဆိုပါရယ်။ ကာကွယ်ဆေးကရှိနေရမှာဖြစ်ပြီးကာကွယ်ဆေးကိုမိမိသဘောဆန္ဒအလျောက်ထိုးကျင်သူတွေကိုလည်းထုံးနှံပေးသင့်ပါတယ်လို့၎င်းကဆိုပါတယ်။ကျန်းမာရေးဝန်ကြီးဌာနရဲ့ COVID-19 စီးရင်ဖော်ပြချက်မှာလူနာ380ထက်မနည်းအပြည့်အဝပြန်လည်ကောင်းမွန်သွားတာဒါမှမဟုတ်24နာရီအတွင်းဆင်းရုံကနေပြန်ဆင်းနိုင်တာတွေရှိခဲ့ပြီးလက်ရှိမှာကူးစက်ခံရသူအရေအတွက်2188ဦးရှိတယ်လို့ဆိုပါတယ်။ ဒီရောဂါဟာအခုတကြိမ်မှာလူအများအပြားအပေါ်အ धिक သက်ရောက်မှုကြီးဖြစ်မလာနိုင်ကြောင်းကိုဆက်မှုစောင့်ကြည့်ရေးမှာပါဝင်တဲ့အကြီးအကဲအစိုးရသိပ္ပံပညာရှင်ကပြောပါရယ်။နောက်ဆုံးအားသာတဲ့ပုံအနေနဲ့ချန်ပီယံလိအကောင်းဆုံးဂိုးသွင်းစုကိုရမားရရှိခဲ့ပြီးလက်ကရန်ရိုက်ရဲ့ဂိုးတတိယရရှိဆွဲတဲ့ကိုတင်ဆက်ပေးပါမယ်။2024-25ရာသီချန်ပီယံလိပြိုင်ပွဲရဲ့အကောင်းဆုံးအတွင်းဂိုးစုကိုဘာစီလိုနာတိုက်စစ်မှုကစားသမား ရမားကအင်တာမီလန်နဲ့ရှင်ပြိုင်ခဲ့တဲ့ဆီမီဖိုင်နယ်ပထမကြောမှာတင်းယူခဲ့တဲ့ဂိုးနဲ့ရရှိခဲ့ပါတယ်။ရှမားဟာအင်တာမီလန်ကစားသမား၅ဦးကပိတ်ဆို့ကောက်ွဲထားတဲ့ကြားကနေလှလပပကန်သွင်းယူခဲ့တာဖြစ်တဲ့အတွက်အကောင်းဆုံးသွင်းကိုစုရရှိခဲ့တာဖြစ်ပါတယ်။ ဘိုင်မြူနစ်အသင်းကိုကွာတာဖိုင်နယ်ပထမအကြိမ်မှာသွင်းယူခဲ့တဲ့အင်တာမီလန်တိုက်စင်မိုလော်တာရိုမာတီနက်စ်ရဲ့အသင်းကိုကဒုတိယအကောင်ဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။ရီရဲ့အသင်းကို၃ဂိုးပြန်နဲ့အနိုင်ယူခဲ့တဲ့ပွဲမှာအာဆင်နယ်ကွင်းလယ်ကစားသမားဒက်ကလန်ရိုက်စ်သွင်းယူခဲ့တဲ့ဒုတိယဖရီကစ်ဂိုးကတတိယအကောင်ဆုံးအဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။အခုရသည်ချန်ပီယံလိပြိုင်ပွဲရဲ့အကောင်ဆုံးသွင်းဂိုး၁၀ဂိုးစီရင်မှာရမားရဲ့ဘင်ဖီကာနဲ့ပွဲကသွင်းဂိုးလဲပါဝင်ခဲ့တယ်လို့သိရပါတယ်။11ရုပ်တံရဲ့ ဇွန်လ3ရက်နေ့ညပိုင်းသတင်းတွေကိုတိုက်ရိုက်ထုတ်လင်းတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်ကြည့်ရှုနားဆင်ပေးခဲ့